ော်ရင်တော့လေမောင်းနေပြီအဲ့ဒီအဲ့လောက်ကထွက်ပြီးတော့မှကျွန်တော်ဒီရန်ကုန်မှာဟိုကားလေးနဲ့ပါအဲ့မိုဘိုင်းရောင်းတဲ့ပုံစံလေးရောင်းခဲ့တယ်။ဒီကတော့မျိုးသမီးနဲ့ဟိုကလေးစေကန်းပြဖို့ဒီဘန်ကောက်ထွက်လာရင်လည်းပြီးတော့အဲ့မျိုးစရရရောင်းတာလည်းမျိုးသမီးနဲ့နှစ်ယောက်တည်းပဲဟိုဖြစ်တာဆိုတော့ကျွန်တော်တို့ fair price ဖြစ်အောင်ပေါ့နော်ဟိုလူတိုင်းစားလို့ရအောင်ကျွန်တော်80 90 100ပေါ့ကျွန်တော်စီမှာအများဆုံးမှာဟင်းနှမျိုးတော့မှဒီဒီဟိုဟာပေါ့ ပဇွန်ရဲ့အမဲသားရတော့တရာရောင်းတော့အဲ့နှမျိုးတွဲဆိုင်တော့140ပဲကျွန်တော်မှန်တိုင်းပြောရရင်တော့ကျွန်တော်ဟောဘာပါဆိုရွေးလောက်ခဲ့တာအဲ့မဲ့ဟိုလောက်ထွက်ပြီးတော့ဒီရရောင်းတော့လူတွေလည်းအတိမပြူကြရတယ်ဆိုတော့ကျွန်တော်လည်းဒီပေါ့ main career တစ်ခုအနေနဲ့ဒီဘက်ဒီလိုထွက်လာတဲ့အချိန်မှာဟိုကျွန်တော်လည်းမိသားစုနဲ့ဆိုတော့ဒါကိုပဲဆက်လုပ်ဖြစ်သွားတာပါ ဒီ rank and လေစိတ်ကနေလေကျွန်တော်တို့ဒီကိုရှောက်မယ်ဆို3မိနစ်လောက်ပဲကြာတယ်ဒီ airport နဲ့ဆိုလို့ရှိရင်တော့ rank and airport link ကနေဆိုလို့ရှိရင်ဒီဘက်3မိနစ်လောက်ပဲကြာပါတယ် အာကျွန်တော်နာမည်ရဲဝင်းအောင်ပါဒီဟာကိုပိုက်လော့စလုံးသမင်းငယ်ပါကျွန်တော်ရန်ကုန်မှာတည်းကဖွင့်လာတဲ့ဆိုင်လေးပါအာကျွန်တော်အရင်တော့လေမောင်းနေပြီအဲ့ဒီအဲ့လောက်ကထွက်ပြီးတော့မှကျွန်တော်ဒီရန်ကုန်မှာဟိုကားလေးနဲ့ပါအဲ့မိုဘိုင်းရောင်းတဲ့ပုံစံလေးရောင်းခဲ့တာအဲ့ anyway ဒီလိုပဲစပြီးတော့စတော့ဘာနာမည်ပေးရမသိပြီးတော့မှကိုပိုက်လော့ဆိုပြီးတော့ပေးလိုက်တာအာကျွန်တော်ဖွင့်လာတော့ဘူး၅လကျော်ကျော်အဲ့လောက်ပဲရှိသေးတယ်ခင်ဗျ ဒီကတော့ဒီဟိုအမျိုးသမီးနဲ့ဟိုကလေးဆေးကန်းပြဖို့ဒီဘန်ကောက်ထွက်လာရင်လည်းပြီးတော့အဲ့မျိုးစရဲရရောင်းတာလည်းအမျိုးသမီးနဲ့နှစ်ယောက်တည်းပဲဟိုကဖြစ်တာဆိုတော့သူပဲချက်ပြီးရောင်းတယ်ဒီထွက်လာတော့ဆိုင်ရလည်းပိတ်ထားခဲ့အန်ဒီရောက်တော့မှအဲ့ဟိုတငယ်ချင်းတယောက်နဲ့တိုင်ပင်ပြီးတော့ဒီမှာဒီလိုဟိုဖွင့်ပြသွားတာပါကျွန်တော်တို့အခုမနက်ပိုင်းဆိုလို့ရှိရင်လည်းဟို7:00လောက်ထဲကတော့ order မှလို့ရပါတယ် ပြီးရင်ကျွန်တော်တို့ညအမနက်7:00နာရီလောက်ကြာနေပြီးတော့ပြန်ဖွင့်ပြီးတော့ညကြာလို့ရှိရင် round အနေနဲ့တတိယဆယ်မျိုးဆက်တမျိုးလောက်တော့ရပါတယ်သူကျွန်တော်ပုံမှန်တော့ဟင်းတွေကိုသူမထအောင်တော့ချက်တယ်ပေါ့ဟုတ်မနက်ဟို sorry မနက်ဆိုလို့ရှိရင်တော့ကျွန်တော်မနက်6:00နာရီမှာရရ6:00နာရီဟုတ်ကဲ့ဟုတ်ဟုတ်ညဘယ်နာရီလောက်လဲညနေ6:00နာရီလောက်ကနေဆက်ရအောင်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အဲမနက်7:00နာရီတွေကလည်း online order နဲ့ပါလို့ရအဓိကကတော့ကျွန်တော်တို့ online order အဓိကသွားတာပေါ့ဟုတ် အဲကျွန်တော်တို့ဟိုဇလုံးထမင်းပေါ့ပုံမှန်ကတော့ကျွန်တော်ဒီရန်ကုန်မှာရဲ့ရောင်းကျွန်တော် signature ကတော့ဇလုံးထမင်းပေါ့ဒီထမင်းကြော်ကြလေရောင်းရပါတယ်ခင်ဗျဒီဇလုံးထမင်းဆိုရှင်ဒီချင်ကန်ဆက်တို့ဒီချင်မောင်နဲ့ချင်ကန်ဆက်ကျွန်တော်ကတော့အနှစ်တူ6မျိုးလောက်ရှိတာကိုကျွန်တော်အကုန်ရောနေတာပေါ့ချင်မောင်နဲ့ချင်ကန်ဆက်လေစားကြတယ်နောက်တော့ပရတိငပိချက်တို့မကြီးသီးတို့ပါလေစားကြပါတယ်ဟဲ့ရတော့ကြောင့်မျိုးသမီးချက်တာဟုတ်ကျွန်တော်မြည်ပဲမြည်ပါ အဲကျွန်တော်ကတော့ဒီ scientific လေးအနေနဲ့ပဲကျွန်တော်ကတော့ fair price ဖြစ်အောင်ပေါ့နော်ဟိုလူတိုင်းစားလို့ရအောင်ကျွန်တော်ဟို60 90 100ပေါ့ကျွန်တော်ဒီမှာအများဆုံးမှာဟင်းနှမျိုးတောင်မှဒီဒီဟိုဟာပေါ့ပဇွန်ရဲ့အမဲသားရတော့100ရောင်းတော့မှာအဲ့နှမျိုးတွဲစားရင်တော့140အဲ့လောက်အဲ့လိုမျိုးတော့ကျွန်တော်စင်ပြေအောင်တော့ကျွန်တော်လုပ်တာပါ အဲကျွန်တော်ကတော့ဟိုကျွန်တော်ဒီရန်ကုန်ကရောင်းလာခဲ့တဲ့ဒီဘောနော်ဒီကလုံထမင်းနဲ့ဟိုဟာတော့ကျွန်တော်ကအဲမူလရတာပဲကျွန်တော်ဟိုဟာသွားခြင်းလို့ကျွန်တော်တုံးတဲ့ငပိရေတို့ပါတော့ငငငငပိတို့ပါတော့ဆက်ကြရန်ဟိုရန်ကုန်ကပဲမှားတယ်ကြာအခုပြီးတော့ဒီထမင်းကျော်ကြတော့လဲကျွန်တော်ဒီယူရီးယားဆန်တွေကကျွန်တော်ဟိုထမင်းကျော်နဲ့ကလုံထမင်းကြတော့သုံးရတာမှာဟို ဟိုဆန်ကရှမ်းဆန်လေဆိုစီးတော့တုံးလို့တိတ်မလွယ်တော့ကျွန်ပေါ်ဆန်းမွေးနဲ့ပဲဟိုဟာဖြစ်တယ်အဲဒါပေမဲ့ဘောနော်ဟို foreigner ဘာဆိုလို့ရှိရင်တော့တခါလေကြရင်ဝင်စားပါတယ်သူတို့ကြတော့ဒီဥမာဒီထမင်းကြော်နဲ့ဒီကြက်ချူပေါင်းလို့ပါဆိုတော့သူတို့အဆင်ပြေကြတယ်ခင်ဗျာဟုတ်အဲဇလုံးထမင်းမှာဟင်းတမျိုးရယ်တို့စရာရယ်ပြီးရင်အရေးတော့ရပါဘူး မင်းကြုံမှာကျတော့ဟင်းရဲ့မှာအချင်းတခွားပြီးကျင်တော့လကောင်းတခါလေးကြောက်ရှင်ကျွန်တော်ဘော်ဘီနဲ့မုံလာဦးကျင်လုပ်တယ်။ပြင်ရုပ်သီးကြော်ပါမယ်။ကျွန်တော်ဟိုရန်ကုန်မှာဟိုဖြစ်တဲ့ဒီချက်တော်နီဦးသေးလေးတွေအချင်းလေးဟိုဖြစ်အဲ့ဒါပါမယ်ပြင်ဟင်းရဲ့ပါမယ်။ဟုတ်ကဲ့ကျွန်တော်အခုလက်ရှိကတော့ဟိုအဲပဇွန်ရဲ့အမဲသားရဲ့ပဲတရားခင်ဗျ။ဟို ကျန်တဲ့ဟင်းနေဆိုလို့ရှိရင်တော့80ပါပဲ80ဥမာဟင်းနှမျိုးရောတယ်ဆိုလို့ရှိရင်တော့120ပေါ့ပဇွန်ရဲ့မဲသားရဲ့နှစ်ခုတွဲစားရင်တော့140ကျွန်တော်မှန်တိုင်းပြောရင်တော့ကျွန်တော်ပေါ့ပါပါဆိုပြီးပဲလုပ်ခဲ့တာအဲမဲ့ဟောနော်ဟိုကျွန်တော်ဒီဟိုလုတ်ထွက်ပြီးတော့ဒီဟာရောင်းတာလူတွေလည်းအသိမပြုကြတယ်ဆိုတော့ကျွန်တော်လည်းဒီပေါ့ main career တစ်ခုအနေနဲ့ ဒီဘက်ဒီလိုထွက်လာတဲ့အချိန်မှာသူကျွန်တော်လည်းမိသားစုနဲ့ဆိုတော့ဒါကိုပဲဆက်လုပ်ဖြစ်သွားတာပါဟုတ်ကိုယ့်ရဲ့တကယ်အိမ်မက်ကရောအိမ်မက်ကတော့အမ်အမောသူအိမ်မက်ဆိုပေမဲ့လည်းအခုဒီလိုမျိုး နိုင်ငံခြားမှာလည်းဖြစ်တယ်ဟိုမိသားစုနဲ့ဆိုတော့အိမ်မက်ဆိုတာတစ်ခါကိုသူအိမ်မက်ကအိမ်မက်ဆိုတော့ဘာမှမသိတော့ပါဘူးဒီမိသားစုတော့ကအရေးကြီးပါပါဟုတ်ကဲ့ ဗန်နောက်ဆိုင်လိပ်စာကကျွန်တော်တို့ဒီပချက်ဘူရီလမ်းရဲ့စုကဗစ်87တောင်းပေါ့နော်ဒီမီပွိုင်းတောင်းဒီကလောင်တန်ပေါ့ဒီဘေးမှာကြတော့ကျွန်တော်တို့အဲဒီဟိုကုကဲမတ်ပါပဲဖြစ်ဖြစ်ဟိုကိုပိုင်လော့ဆိုပြီးတော့အဲကာကြီးလုံးကြီးချောင်းကိုနေပေါ့နော်အဲအဲ့ဒါရိုက်လိုက်လို့ရှိရင်လေကုကဲမတ်မှာ location ရှာလို့ရပါတယ်